စတလပိုင်းထောင်းနံပါတ်25ဖြစ်ပါတယ်ဗျနေရညနေရတော့ဟောဝလေးခြံထောင်းဆိုပြီးမှဥစဉ်ပြောထားတာရှိပါရောเนาะခုကတော့သူကတော့ကွာကြမိုးလို့ပဲဗျကွာကြမိုးဆိုတာကဟိုနေရာလေးကွက်ဒီနေရာလေးတွေကွက်ဒီမှာကြွားတဲ့မိုးပေါ့ဗျာเนาะ BGS ဆိုတာလဲဒါပဲဗျဘုံနေရာလေးနိုင်တာဒီနေရာလေးနိုင်တာ ਨੇ သူကအဲ့ဒါယူပုံကြီးချဲ့ပြီးတနိုင်ငံလုံးပဲနိုင်တဲ့ပုံနိုင်မှုနဲ့ရေးထားဦးစင်ပြောချင်တာကဒီတည်းတည်းသူတို့တတ်မလို့ဘယ်တော့မှမနိုင်တော့ဘူးတတ်မလို့နေနေရလဲဘယ်တော့မှရှုံးမှာမဟုတ်တော့ ။ဘာဖြစ်လို့လဲဆိုလို့ရင်ခင်ဗျားတို့စဉ်းစားကြည့်ဗျာ။လင်းနေဆိုငါးနှစ်ဆယ်ဝင်လာပြီပြောရတော့။လင်းနေလုံးလုံးအကျမ်းဖယ်လဲနဲ့ကဲကြောင်များစွာနဲ့တတ်မတော်ဘူး။ ဒါမှမဟုတ်ဝိုင်းတိုင်လာကြတာပဲဝိုင်းတိုင်လာကြတာဦးဇင်းတော့ကဘာကျော်ဆရာတော်ရှိပြောဦးတယ်ဘုန်းကြီးလို့ဆရာတော်ဦးနော်အဖက်ဖက်ကတော့ဘုန်းကြီးလို့တမျိုးပြီးတမျိုးဟိုဘက်ဒီတိတ်နေဘုန်းကြီးအနေနဲ့နိုင်ငံရေးရာဒီနဲ့တုံ့တက်ပြပါလားဆိုတော့အေးတဲ့ သုံးတန်းဒီတစ်ခါမှတက်မတော်ကိုသူတို့တွေမနိုင်တော့ရင်တဲ့ဘယ်တော့မှတက်မတော်ကိုမနိုင်ဘူးကွာတဲ့မှန်တယ်ဒီတစ်ခါမှသူတို့မနိုင်ဘူးတဲ့မနိုင်တော့တက်မတော်ဘယ်တော့မှနိုင်မှာမဟုတ်တော့ဘူးညောင်တုံးကောင်တွေရောဝါရောဂမ်ဒီဒီရောဝါသုံးနေရပဲဗျာ PDF အကြံပဲဒီဝိုင်းပြီးမှတိုက်ကြတာနိုင်မှမနိုင်တာဘယ်လိုတော့ဘာလို့ဆိုနိုင်ကိုမနိုင်တော့ဘူးဗျာနိုင်ကိုမနိုင်တော့ အဲ့တော့ PDF တွေကလည်းမနိုင်မှန်းကိုသိသွားရင်မနိုင်မှန်းသိတဲ့အတွက်ကြောင့်ဘုံကြီးပါမရှောင်းပြန်ပြီးဆိုတဲ့အစီပြန်ရွေးခိုင်းတဲ့အစီနေတယ်နော်လမ်းကြောင်းမှာပြန်ပြီးဆိုတဲ့ဓမြတိုက်တယ်ချင်းနေနဲ့မကြီးတဲ့ဘုရားချင်းနေကောင်းမဲ့ဘုံကြီးဆိုရဲပြန်ပြီးဆိုပါတယ်ပြန်ရွေးခိုင်းတယ်လက်ရှိဖြေဖို့နယ်မှာကြည့်ဗျာဒီဘုံကြီးဆိုလို့ရှိရင်နိုင်ငံရေးနဲ့ဆက်ဆက်မှုလည်းမရှိဘူးနော်နိုင်ငံရေးဆက်ဆက်မရှိဘူး ိန္ဒိယနဲ့ညမနိုင်ငံပါအိန္ဒိယမှာတင်းတုံးပြီးမှတကယ်တာနာကုနေခေါင်းကြီးဘာကြောင့်သူညမဆွဲရလဲကားလဲယူပြီးတော်ပြီလေပတ်ဆံလဲယူပြီးတော်ပြီလေဘာလို့ဂျင်းနေရတော့အန်တယ်ရောရှိရောရှိသေးလားတော့မမေးရမယ်မင်းကွန်ဖြစ်နေပြန်နော်တချို့ကတော့လွတ်ပြီးတယ် လွတ်မပေးသေးဘူးလွတ်ပေးရဆိုယူရတာဥစဉ်တော့လွတ်မပေးသေးဘူးပဲဥစဉ်တော့ထင်ပါတယ်ဗျ။ဟောအဲ့ဆရာတော့ကိုယ်တိုင်လည်းဘာမှမပြောသေးဘူးလေ။နော်ဘာမှမပြောသေးဘူး။အဲ့တော့တချို့ကပြောတယ်လက်နက်ကင်လက်နက်ကင်တစုပေါ်အကြမ်းဖက်ဓမြဓမ္မေးစအုပ်စုပါလို့ပြောပြီးရက်နော်ဘာခါဘာအဲ့လိုထည့်ပြောကြကြလား။ဟောတချို့လိုက်နေတဲ့ဟိုဟာလေးလည်းပြောချင်တာပါလက်နက်ကင်ပေါ်အကြမ်းဖက်အုပ်စုနော် နိုင်မတော်ကပဲဘုန်းကြီးကိုပြန်ပြီးဆွဲတာကြားဘူးလေခဲစစ်ဆက်နိုင်မတော်ကတက်လိုက်လို့ခင်ဗျားတို့ကြားဘူးလေနိုင်ငံရင်းနဲ့လူလုံးနဲ့စန့်ကျင်ဘက်စူစူဘူးလို့ရတော့ န်းစရာရှိရတော့ဖမ်းမှာပေါ့ဗျာဒါလည်းအေးဆေးဆန္ဒပြရင်တော့ဘသူကဖမ်းမှာလဲလမ်းမတော်ဒီကြမ်းကြမ်းတမ်းတမ်းစပြီးနှိမ်နင်းတာမရှိဘူးစူပူမှုဖြစ်ပြီးစူပူမှုလုပ်ပြီးဆိုတော့နှိမ်နင်းရတာဒါကတော့ဘယ်တမ်းမတော်တက်တယ်ဘယ်ဆိုးရတက်တယ်လောက်ကြမှာပဲတို့တို့အေးကြမ်းကြမ်း2000ခွန်မှာ2500တပိတ်စကားပါအေးကြမ်းကြမ်းလေးတပိတ်စကားဖွင့်တာတော့မှအကြမ်းဖက်ချိုးခွေးလေးတာပဲ လမ်းမော်ရဟူမီချိုဒီမီချိုဟူော်ဒီော်ဟူဆိုင်ပစ္စည်းပေါ့ဟူော်ကိုးတယ်ကတော့တက်မတော်ကငိမ့်ခံနေပါမလားပြည်သူခေါ်ခင်ဗျားတို့လောက်လာပြီလမ်းမော်မီချိုကသာနာပြတာမှမဟုတ်တာသူဘုံမှုပြောင်းရမ်းဖက်နေရကြီးလကမလုတ်ဖက်နေပါမလားခင်ဗျားတို့ကဲသာပါဒီချွေဘုံကြီးကိုပြန်ပေးဆိုတော့ဘာကျိုးရှိရလဲအရမ်းဖက်ဒီနော်အယူကြီးတို့စီအပြေရှူဘီဘီစီတို့အာရဖေတို့ ခစ်တေတို့မစ္စည်းမတို့ပြည်ပြည့်တွေတည်င်းလိန်တည်င်းညာတွေခင်ဗျားတို့အဲ့ဘုံကြီးနဲ့ပတ်သက်ပြီးခင်ဗျားတို့ဘာပြောလဲဘာပြောလဲဒီမှာပြောအဲ့ဆရာတော်ဟုတ်လားညင်လဲမြင်ဘူးဖူးလဲမဖူးပါဘူးအဆက်မှုလည်းမရှိပါဘူးဒါပဲနဲ့လေဟောတူဒီအေရီးယားနိုင်ငံမှာတော့မှတာလနာအတွက် တာရဏပြုနေရဆိုတကယ်လမ်းမိုးရှိတဲ့ဘုံကြီးပဲဆိုတဲ့အတွေ့အမြင်နဲ့ဦးဇင်းတို့ပြောပြတာဒါလည်းနော်တဘောပေါ့ဘို့လို့လေနော်အဲ့ဒီနေရာမှာကခရိယံဓမ္မဆရာတယောက်ဖြစ်ကြည့်လိုက်မူဇလင်မော်လဝီဆရာတယောက်ဖြစ်ကြည့်လိုက်ဖင်လေကောင်းမထွက်ရင်ကံကောင်းအွန်လိုင်းမှာဖြစ်ချင်းအဲ့တော့သတိတိုင်းမှာရှိတဲ့ပြည်သူများအားလုံး အကြက်ဖက်ကြီးမှာနေထိုင်နေတဲ့ပြည်သူများအားလုံးဒါကိုခင်ဗျားတို့သဘောပေါက်ဖို့လိုတယ်သိဖို့လိုတယ်နားလည်ဖို့လိုတယ်ခင်ဗျားတို့ခရိယံဓမ္မဇရာတွေမောလဝီဇရာတွေအဲ့လိုလာပြန်မေးဆွဲကြည့်လိုက်ကဘာကြီးကလည်းအော်မှာဟိုကလည်းအော်မှာချက်ချင်းလည်းငလွတ်ပြရမှာတခုခုချက်ချင်းလည်းငတောင်းမှန်မှာနော် တော့ခင်ဗျားတို့သခိုင်းတိုင်းထဲက PDF အကျမ်းဖက်တွေပက္ခဝအကျမ်းဖက်တွေအဲဒီလျောက်ခံအကျမ်းဖက်တွေဟာဘလို့ရုံမာတယ်လဲဆိုတာကိုခင်ဗျားတို့သိအောင်ပောက်ကိုတော့ဟုတ်လားပြောပြနေကြီးဖြစ်တယ်အဲ့ဦးဇင်ပြောနေတဲ့အရာတွေတခွင်းချင်းတခွင်းချင်းနားထောင်ပါလို့အတူပြောချင်ပါတယ်နော်နားထောင်လာတဲ့တေချာစဉ်းစားပါလို့ပြောချင်တယ်ပောက်ကူတော့ပြောတာမှားလားမှန်လားဟုတ်နိုင်မဟုတ်နိုင်ဖြစ်နိုင်မဖြစ်နိုင် နော်အေးစစ်စစ်နေတဲ့ဘုန်းကြီးတော်မှာပြန်ပြီးဆိုပြန်ယူခိုင်းဓမြတိုက်ဆက်ကြည့်ကောခင်ဗျားတို့အေးမိတွေဆိုပူဆိုးတော့တာပေါ့နော်အဲ့တော့အေးကြီးကြီးနေကျင်နေငိမ့်ကြီးကြီးနေကျင်နေပြောပြောရွှေရွှေနေကျင်နေပြောရွှေငိမ့်ကတော့မိသားစုတွေနဲ့ဖြတ်တန်းကျင်နေကိုယ့်ဟာကိုယ်ဟောလာဒီနဲ့ဆိုင်ပြိုးရေးလေးတွေလှုပ်ချင်နေဆိုရင်တော့ခင်ဗျားတို့ဒီအကျိုက်ဖက်လေးကိုဆက်ကျင်မရရမယ်ဆိုတော့ပေါ့ကိုတော်ကဒီမှာဒါတတိပေးချင်းဖြစ်ပါတယ်ဗျအားလုံးတာပါပဲဗျ